သုံးနှစ်ရွယ်သမီးလေးရဲ့နားကရွှေနှက်ကပ်ကိုလိုချင်လို့နရွက်ကိုဖျက်ယူသွားတဲ့အမျိုးသမီးပရိသတ်များလုံးမဲမင်္ဂလာပေါင်းမာရပန် page ကနေကြိုဆိုလိုက်ပါတယ်မေလ28ရက်နေ့ညနေ4နာရီဝန်းကျင်ခန့်မှာမျိုးသမီးတူကအသက်3နှစ်ရွယ်မင်္ဂလေးတူကိုဖမ်းခေါ်သွားပြီးနရွက်ကိုဖျက်ကကလေးမလေးရဲ့ရွှေနှက်ကပ်တွေကိုယူသွားခဲ့တာပါ အမျိုးသမီးကကလေးမလေးရဲ့နရွက်ကိုဖျက်ယုံတင်မဟုတ်ပဲအနီးနားမှာရှိတဲ့ရေမြောင်းထဲမှာရေနှစ်ပြီးလဲတတ်ခဲ့သေးတာပေါ့ဒီလိုဆုံးရတဲ့ဖြစ်ရက်ကြီးကရန်ကုန်တိုင်းဒေသကြီးလှိုင်တိုင်းရအနောက်ပိုင်းမြို့နယ်ရခိုင်ရိုးလေးကျေးရွာမှာဖြစ်သွားခဲ့တာပေါ့ဖြစ်စဉ်အစမှာရခိုင်ရိုးလေးကျေးရွာမှာနေတဲ့နိနာသူသုံးနှစ်သမီးလေးတို့ရဲ့အိမ်ကိုကိုဝင်းဆောင်အမျိုးသမီးတယောက်ကအိမ်ငါစုံစမ်းဖို့ရောက်လာခဲ့တာပေါ့အဲဒီကနေကလေးမလေးရဲ့အဖေကအမျိုးသမီးကိုအိမ်ငါပြပေးဖို့ခေါ်သွားပါတော့တယ်သူတို့တွေအိမ်ငါသွားချင်းနေကြတော့ကလေးမလေးနဲ့ဦးလေးဖြစ်သူတို့ကမုတ်ဆိုင်မှာမုတ်သွားဆောက်ခဲ့ကြတာပေါ့ တူဝါကြီးနှစ်ယောက်မဝယ်နေတုံးမှာပဲအခုနောက်ကလာသွားတဲ့အိမ်ကားရှာတဲ့မျိုးသမီးရောက်လာပြီးသူတို့ရဲ့အိမ်မှာပတ်စံအိမ်ကြံခဲ့လို့ပြန်သွားယူပေးပါလို့ဦးလေးဖြစ်သူကိုပြောပါတော့တယ်ဦးလေးဖြစ်သူကလည်းအဟုတ်မှတ်နဲ့အိမ်ကိုပြန်သွားပြီးကလေးမလေးကိုမုတ်ဆိုင်မှာပဲထားခဲ့လိုက်တာပေါ့ အခွင့်ကောင်းကိုစောင့်နေတဲ့အမျိုးသမီးကလူကြီးရဲ့နားမမရှိတဲ့အချိန်ကလေးမလေးကိုခေါ်သွားပြီးသူမရဲ့နားမဝတ်ထားတဲ့ရွှေနှက်ကတည်းကိုဖြုတ်ယူခဲ့တာပေါ့အသာတကြီးနဲ့ဖြုတ်ယူခဲ့တာမဟုတ်ဘဲနရွက်ကိုဖျက်ပြီးရေရဆက်ဆက်ကိုလှုပ်ရက်ခဲ့ရပေါ့နောက်ပြီးရေနစ်ပြီးသိမ်းဆုံးသလိုပုံစံဖြစ်အောင်အနီးနားမှာရှိတဲ့ရေမြောင်းထဲမှာနှစ်ပြီးတပ်ပစ်ခဲ့ပါတယ်ကလေးရဲ့မိဘတွေနဲ့ဦးလေးဖြစ်သူကကလေးပြောက်သွားလို့အပူတပြင်းလိုက်ရှာကြတဲ့ခါမှာပဝင်းချင်းကလူတချို့ကကိုဝင်ဆောင်တဲ့အမျိုးသမီးတစ်ယောက်ခေါ်သွားတာကိုမြင်တဲ့အကြောင်းပြောတော့မှအိမ်ကစုံစမ်းတဲ့အမျိုးသမီးမှရိတ်ဆောင်းမိသွားပြီးအသေးအံလိုက် ရှာပါတော့တယ်ပြန်တွေ့တဲ့အချိန်မှာတော့ရေမြောင်းထဲမှာရေနစ်ပြီးသေဆုံးနေတဲ့သမီးလေးရဲ့ရုပ်အလောင်းကိုသာတွေ့လိုက်ရတော့တာပေါ့အသက်မရှိရုံတင်မကပဲသမီးလေးရဲ့နရွက်နှစ်ဖက်ကလည်းပြတ်နေတာကိုတွေ့တော့မိဘတွေမှာအယုံမိဝိုင်းခံစားရပါတော့တယ် နှကက်ယူသွားတဲ့အမျိုးသမီးအနေနဲ့လည်းသုံးနှစ်အရွယ်ကလေးလေးတယောက်ကိုအသာအရာချုပ်ထားပြီးချွတ်ယူသွားရင်အောင်ရနိုင်တာကုန်။နရွက်ကိုဖျက်ပြီးတပ်ပြေးရလောက်အထိအညိုတချင်းနဲ့ကိုလှုပ်ချသွားတာပေါ့။သူမကိုယ်တိုင်ကလည်းကိုဝင်ဆောင်မိခင်တယောက်ဖြစ်နေပါလျက်နဲ့အဖြစ်ဆိုလို့ဘာမှတော့သိမှမဟုတ်သေးတဲ့ကလေးငယ်လေးကောင်အခုလိုရရဆက်ဆက်တပ်ပြနေတာကတော့စဉ်းစားစရာပါပဲ။နောက်ပြီးရွှေရုပ်ကိုလိုချင်နေဆိုရင်လည်းအသာတကြီးယူသွားလို့ရနေတာကိုနရွက်ပါဖျက်ပြစ်ပြီးတပ်ပြလိုက်တာကရွှေရုပ်ကိုလိုချင်တဲ့အကြောင်းပြချက်တစ်ခုထပ်မကရှိလောက်သေးတယ်လို့မှတ်ချက်ပေးလာကြတာပေါ့။ဒေတီယာခ ခန့်မြို့သမီးဟောင်းတိတ်ဆုံးသွားတဲ့ကလေးရဲ့မိဘတွေအပေါ်မှာမကျေနပ်ချက်တွေရှိနေလို့လားဆိုတာကတော့စဉ်းစားစရာပါပဲ။တချို့တွေကြတော့လေပုံမှန်အသိစိတ်ပြောင်းနေတဲ့မြို့သမီးဖြစ်လောက်တယ်လို့ထင်ကြည်ပေးနေကြတာပေါ့။အခုလက်တလုံးမှုကင်းသတင်းတွေကနေရာအဆုံမှာအကြောင်းပြချက်မျိုးစုံနဲ့အကြောင်းတွေရပါတယ် ပစ္စည်းလူရက်တပ်ဖြတ်မှုတွေကလည်းများစွာရှိနေပြီးအခုတခါပစ္စည်းလူပြီးတပ်ပြစ်လိုက်တဲ့အမှုကတော့မန်းလောက်စရာပမာဏများများဆဆရှိမနေပဲကလေးဝေရွှေနကတစုံလောက်သာဖြစ်နေကြတာပါ။ဘာပဲဖြစ်ဖြစ်သေဆုံးသူသမီးလေးကတော့အသက်မသေးခင်ဆုံးရတဲ့ဝေဒနာကိုခံစားသွားရတာပဲဖြစ်ပါတယ်။မိဘတွေအနေနဲ့လည်းလူမမဲသမီးလေးရဲရဲဆက်ဆက်အသက်ခံလိုက်ရလို့ယူကြုံမရဖြစ်နေမှာအသေးချပါပဲ။အစိုးရတရားခန့်မြို့သမီးကိုတော့မြို့နယ်တရားရုံးမှာအမှုဖွင့်ထားပြီးရဲတပ်ဖွဲ့ကလည်းပိုက်ဆိုင်တဲ့ရှောက်ဖေးစစ်ဆေးနေကြတာပဲဖြစ်ပါတယ်။ ပရိသတ်တို့အနေနဲ့ရောသုံးနှစ်ရွယ်သမီးလေးရဲ့နရွက်ကိုဖျက်ပြီးရေနှစ်သက်ခဲ့တဲ့အမျိုးသမီးပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ